ငှက်ကင်တဲ့ဧည့်ခံတဲ့ချန်ပီယံလောင်းတို့ရဲ့ပါတီအားလုံးမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇောင်းအတင်ဆက်နေပါပြီဒီနေ့ပြည်သက်တွေအတွက်သတင်းကောင်းရှိပါပြီဒီကတော့မန်ချက်စတာယူနိုက်တက်တကယ်ပြန်လာပါပြီရာသီစမှာအမရင်ဂျိုးစားတိဆောက်ခဲ့တဲ့အသင်းကလည်းတစားတစားရုပ်လုံးပေါ်လာနေပြီးတော့အသီးပွင့်ကိုတကယ်ခံစားနေရပါပြီမန်ချက်စတာယူနိုက်တက်ဟာရာသီစမှာတော့ငါဓာထွက်မှာကောင်းမင်းနဲ့ရုန်းကန်ရတဲ့အခါမှာအားလုံးကဝေဖန်မှုတွေအများကြီးပြုလုပ်ခဲ့ကြပါပြီဒါပေမဲ့ United ဘုန်းတဲ့ပိုင်ရှင် Sergeant Redcliffe ကရလက်တွေမကောင်းတာနီးပြရဲ့ပြဿနာလို့မယူဆဘဲနဲ့ Emery ကိုအချိန်၃နှစ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ် နေပြပေါ်ဖီအားတွေရောက်နေတဲ့အချိန်မှာဒီလိုထောက်ခံပေးကြတာကခွန်အားဖြစ်ခဲ့ပြီးအတင်းလိုက်စီလုံးညီညွတ်မှုကိုလည်းတိုးတက်လာစေခဲ့ပါတယ်။နောက်တဲ့ဟာပြီးကြတဲ့အပတ်မှာလီဗာပူးကိုအန်ဖီမှာတက်သိမ်းခဲ့ပြီးတော့ယုံကြည်ချက်ကလည်းအမြင့်ဆုံးကိုရောက်ရှိနေပါတယ်။နောက်တကဒီယာစီမှာဥရောပပြိုင်ပွဲကံရာမရှိတာကြောင့်တပတ်ကိုတပွဲချင်း AACC နဲ့အယုံဆိုင်နေတာကပြိုင်ပွဲအသင်းတွေထံနာရဖျားတာနေစီတာဖြစ်ပါတယ်။ဒါကြောင့်လည်း United ကပွဲဆက်နိုင်ပွဲတွေစတင်ရှာဖွေလာခဲ့ပြီးပြိုင်ပွဲတွေကိုအနိုင်ယူလို့အချိန်မြန်လေးပွဲတွေကိုခြေတလန်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရတကဒီဘက်မှာပရီးမီးယားလိပွဲစဉ်ဖြစ် Brighton တင်းကိုအိုးထွက်ဖို့မှာအခံခဲ့ရပါတယ်။ရတက Brighton နဲ့တွေ့တိုင်းမှာရုန်းကန်ရလေးရှိတတ်ပြီးတော့ရလဒ်တွေကလည်းမကောင်းတတ်ပါဘူး။အဲဒါကြောင့်မလို့ United ပရိသတ်တွေဆွေးနေကြပြီမြေ United ကအကောင်းဆုံးပုံစံကိုပြသရင်း4-2နဲ့အပြတ်သက်နိုင်နိုင်ခဲ့ပါတယ်။ရတက်တွေဒါက Emirates လက်ထက်ပထမဆုံး3ပွဲဆက်နိုင်ပွဲဖြစ်ပြီးတော့ယုံကြည်ချက်တွေပုံမခိုင်မာလာအောင်လို့တည်ဆောက်နိုင်ခဲ့ပါတယ်။ ညတကပထမပိုင်းမှာကလေးကနှစ်ကိုသွင်းရင်နဲ့ဥဆောင်ထားခဲ့ပေမဲ့မထင်မှတ်ပဲနဲ့ခြေပါကူတွေပြန်ပေးလိုက်ရတာကြောင့်နောက်ဆုံးမိနစ်ကျမှနိုင်ကိုကိုတင်ယူနိုင်ခဲ့ပြီးတော့ပရိသတ်ကိုပွဲပြီးတဲ့အထိရင်တထိတ်ထိတ်ဖြစ်စေခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ဟာသူတို့ရဲ့အားအနည်းဆုံးနေရာဖြစ်တဲ့တိုက်စစ်ကိုနေရာဒီတုန်းကအသစ်ဆက်ဆက်အကုန်ချွတ်လဲခဲ့ပါတယ်။နောက်တဲ့အဆုံးဖြတ်ချက်ကလည်းမှန်ကန်ခဲ့ပါတယ်။ကွန်ညာရှက်စကိုအမ်ပူမိုရဲ့တိုက်စစ်အတွေကတပွဲထက်တပွဲပုံမချိဆက်မိလာပြီးကစားရကလည်းမြိုင်းနေတာတွေ့ခဲ့ကြရပါတယ်။ဒီပွဲအတွက်ဖွင့်ကိုကိုကွန်ညာကသွင်းယူပေးခဲ့ပါတယ်။ကွန်ညာကအတိုးလောက်ကောင်းနေရှိပြီးတော့ ကစားကွက်ဖန်တီးရမှာလဲကောင်းမွန်ပြည့်စုံပေမဲ့ပွဲဥရက်ကိုရဖို့ကတော့ဒီနေ့ထိစောင့်လိုက်ရပါတယ်အသက်ကြီးပေမဲ့မပြတ်စည်တဲ့တန်ကြီးကက်စမဲတို့ကလည်း United အတွက်နောက်တစ်ကိုထပ်သွင်းပေးကြတာကြောင့်ဒီမှာပိုင်းမှာရင်ဒူးစီနဲ့ United တို့အနိုင်ရရှိနေပါတယ်ဒုတိယပိုင်းမှာလည်းအန်ပူမိုးကလည်းအားကြမခံနောက်တစ်ကိုသွင်းယူပေးလိုက်ပြီးတော့ United တို့3-0နဲ့အသာရနေခဲ့ကြတာပါ United ကဂိုသမားတေလီလမ်မန်စ်ကို Ryan Edward ကနေခေါ်ယူခဲ့ပြီးတဲ့နောက်သုံးပွဲမြောက်ဖြစ်ကစားစီဂိမ်းနဲ့လက်စွမ်းတက်လောင်လိုလေးကျင်စီပါရီဒီပွဲကတော့လမ်းမန်းစီအကောင်းဆုံးပွဲတစ်ပွဲမဟုတ်ခဲ့ဘဲနဲ့လူစားလဲမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက် ပြိုင်ဘက်ကိုနှစ်ကိုခွင့်ပြုလိုက်ရပါတယ်မိနစ်ကလည်းတိတ်မကြံတော့တဲ့အချိန်မှာ3-2ဖြစ်နေတာကရင်ခုန်စရာကောင်းပါတယ်တပိန်နိုင်တက်ကအရင်လိုမားတယ်မလုပ်တော့ဘဲနဲ့ပွဲကိုလလပပအဆုံးသတ်ခဲ့ပါတယ်ညတဲ့အတွက်အပိတ်ကိုကိုအန်ဘူမိုကသင်ယူပေးခဲ့ပြီးတော့4-2နဲ့အနိုင်ရရှိခဲ့တာကြောင့် Brighton အိမ်မက်ဆိုးကိုရက်တက်နိုင်ခဲ့ပါတယ်ဒီပွဲနဲ့ရရှိလိုက်ခြင်းက United ကိုပြိုင်ဘက်ဒီအားလုံးထက်တာလွန်စေပါတယ်ညတဲ့ကတပွဲပိုကန်ထားတဲ့အနေအထားမှာအဆင့်၄နေရာထိရောက်ရှိလာပြီးတော့ Man City နဲ့အမှတ်တူ Arsenal နဲ့သုံးမှတ်အကွာကနေရပ်တည်နေပါတယ် အခုမှရာသီစပဲရှိသေးတဲ့အကြောင်း United အနေနဲ့လာမယ့်ပွဲစဉ်တွေကိုသာတပွဲချင်းချင်းကပ်သွားပြီးရမတ်ဆူဆောင်းနိုင်မယ်ဆိုရင်တော့ Champion Round တင်းလည်းဖြစ်လာနိုင်ပါပြီ။ Manchester United ဟာဘယ်ရှိတော့ကပဲကြည်ကြည်ဖလားစိန်ခေါ်နိုင်မှုအကြီးအသေးအပြေအဝရှိတဲ့အသင်းကြီးတင်းဖြစ်ပါရီ။နောက်တကနိုင်ပွဲတွေဆက်လက်ထိန်းသိမ်းထားနိုင်မှုအားနည်းချက်တွေကိုဆက်လက်ပြုပြင်ရမှာဖြစ်ပြီး Emerson Chu စစ်နေတဲ့ United ပပူးရုပ်လေးကဒီရာသီမှာဘလောက်ထိအောင်မြင်မှုရရှိနိုင်မှာလဲဆိုတာဆက်လက်ပြီးရင်ခုန်ကြမှာဖြစ်ပါရီမြ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရီ။